ကိုချက်ကြီးအဲ့ဒီအကြည့်ချင်းစုံလို့မရတဲ့တရေကိုဘလို့ဖြစ်ရှင်းမလဲ음အရင်ဆုံးသူ့ကိုကန့်အောင်အရင်လုပ်ရမယ်နှုံးမွင်ကျုပ်တို့မှာကန့်ကုန်လိမ့်မှာအဲ့လိုပြောပြီးမော့ဆရာချက်ကြီးကသူ့ရဲ့တရားနီစေပလင်တစ်ခုကိုထုတ်လိုက်ပြီးအပင်အမင်းအောင်မှရှိတဲ့အပေါက်တွေကိုလောင်းချလိုက်တော်တယ်။ကဲခလေးလေးနောက်ဆုတ်ထားကြ။ဒလုံးနဲ့ခနာကြမှာအထေရနီကဆူဆူအောင်တန်ကြားလိုက်ရပြီးမျက်လုံးပည့်ရဲ့နေတရေတယောက်ကထွက်လာခဲ့တာပါ။ ။အမလီတရေရကြောက်ဖို့ကောင်းလိုက်တာ။တရေတော့ဖိုးထူးဝအိမ်ရှိမှာတပြက်စီးလဲနေတော့သူ့နောက်ဒေါ်လီနဲ့တရားရေးကြီးတုတ်ပြနေရောက်လာခဲ့တာပါ။ဖိုးထူးရေဟိုသားတို့တငယ်ချင်းငယ်ပင်ကိုနှုတ်ပေါင်းကွယ်ဒီမနေ့ကစပြီးတော့စကားလုံးမမပြောတော့ဘူးတော့။ညာဘလို့ဖြစ်တာလဲရင်းနယ်ဟိုအဲ့ဒါအရင်လေတေချာမသိပေမဲ့ ခရမ်းကျင်ဒီဆိုင်ခင်းကြောင်မေးလို့တော့ထင်တာပဲ။ဟာ။ဗျာ။ခရမ်းကျင်ဒီဆိုင်ခင်းနဲ့ငပိတ်စကားမပြောတော့တာကဟိုဘလို့ပတ်သက်မှုရှိနေရလဲ။ဟိုအရင်အချင်းချုပ်ကြီးပြောပြရင်တော့အရင်နေ့မနေ့ကစပြစ်တာပဲ။တမနဲ့မှာတော့ငပိတ်တယောက်သူ့အိမ်နောက်မှာရှိတဲ့ဆိုင်ခင်းလေးကိုရေလောင်းမှုအတွက် ရေပုံးခိုင်ပြီးတော့ရောက်လာခဲ့တယ်။ငါရဲ့ခရမ်းကျင်ဒီအပင်လေးတွေကိုရေလောင်းရအောင် အဲ့လိုပြောပြီးသူ့ခရဲချင်းဒီကိုတေချာကြည့်မြင်လိုက်ချိန်မှာတောရရီဖြစ်ပြီးတော့မြေမြေမှာပြန်ချင်းနေခဲ့တာပါဟမ်ဒါဘလို့ဖြစ်တာလဲငါခရဲချင်းဒီကိုဘဲကောင်နေရလာစားသွားတာလေကွဒါနဲ့ငါပင်လေသူစိုက်ထားတဲ့ခရဲချင်းဒီပင်နေပျက်စီးသွားတဲ့အတွက်ကြောင့်စိတ်ဆိုးဒေါသထွက်နေခဲ့တယ်ကြည်စမ်းမနေနေနော်နော်ခရဲချင်းဒီမဟုတ်ဘူးတလုံးစားမကောင်းတော့နောက်တလုံးဖြုတ်ယူထားပုံရတယ်ဒလုံနဲ့ငါပင်လေး အောက်မှာပြန့်ကျင်းနေတဲ့ခရမ်းချီနီတွေကိုနှမျောတတဖြစ်ပြီးတော့ယူကျုံမရဖြစ်နေခဲ့လေတတော်လူစိတ်မရှိရဲ့တရဝါရီပါလားနေုံခုလိုလှုပ်သွားတဲ့တရဝါကိုချောင်းပြီးတော့ဖက်မြင်အောင်တိုင်းယူငပိန်ကိုများပော့သေးသည်များမှတ်နေသလားပဲဒါနဲ့ငပိန်လေးကျုံသွားပြီးတော့ခရမ်းချီနီစိုက်ခင်းနေရနေထွက်လာခဲ့တော်တယ်နောက်တော့ဒေါ်လီနဲ့ဇပလုံးရှင်းနေတဲ့ကွပြစ်ပေါ်ကို ဝန်ခွင့်နဲ့အတန်မီအောင်တို့ထိုင်လိုက်တော့တာပါမလေးငပင်ရဲ့အယိုးပဲရှိနေလို့တော်သေးတာပေါ့ဖြည်းဖြည်းသာသာထိုင်တာမဟုတ်ဘူးဒီလိုနဲ့လေကျုပ်ကွပြက်လဲကျိုးကုန်မှာတော့မေတော့ဟာဗျာအမေကလေတားဆိုင်ခင်းနေပြက်စီလို့စိတ်တော်နေရတဲ့ကြားရင်ဟမ်ဆိုင်ခင်းနေပြက်စီကုန်နေဟုတ်လားဟုတ်တယ်မေရဲ့လုံးဝအောင်ပြက်စီသွားတာနေပါစင်းခုလိုလာပြက်စီးနေတူလေမိအောင်ဖမ်းပြဟုတ်မှလည်းလုတ်ပါသားရင်အတော်ကြာတော့ဝဲဖြစ်နေဘယ်နဲ့လုံးမလို့ ဟာဘာကြီးပဲဖြစ်နေမစီတော့အမေရတတော့လုံးဝမကျေနပ်ဘူးရအောင်ကိုဖမ်းပြပါအေးကွယ်တာလှုပ်ကျင်တမဆိုလဲလှုပ်ဖို့ဒါမဲ့တတိလီတော့ထားဟုတ်ပလားအဲ့လိုပြောပြီးဒေါ်လင်းနဲ့လည်းစကောင်းကိုကင်လို့နေရာကနေထွက်သွားခဲ့တော်ရီညာဘက်ရောက်တော့ငပိန်လေးခရမ်းကျင်သည်စိုက်ခင်းခွေရနေသူစိုက်ခင်းကိုဖြတ်စည်းသွားတဲ့ဗာမန်းမသိတဲ့အရာကိုဒုက္ကင်ပြီးတော့ကြိုဆောင်နေခဲ့တာပါ ဩအရေးထဲမှာချင်းရလေကြိုက်လိုက်တာလာပလိစီယုံဒီတရဝါကောင်လှုပ်ဆုပ်ပြေအောင်မဒီလိုနဲ့ငပိန်တယောက်ဂျုံဝင်ရနေဂျုံဝါနေတော့လေပြင်းနေတိုက်လာခဲ့တော့တယ်အမလီလေရလေရုတ်တရက်ကြီးတိုက်လာပါလားအေးလိုက်တာဟာဒါနဲ့တစ်ဆက်တင်မှာပဲငပိန်တယောက်မျက်လုံးနေဆင်းလာခဲ့ပြီးမိကနေဖြစ်လို့အိမ်ငိုက်နေခဲ့တော့တယ်ဟမ်ငါချက်ချင်းအိမ်ငိုက်သွားတာပဲမဖြစ်ဘူးမဖြစ်ဘူး အဲ့လိုပြောပြီးငပင်ကသူ့ထိတ်မှရှိတဲ့ဇပင်ကိုစောင့်ဆွဲလိုက်တယ်။အောက်မလီနားလိုက်တာ။ဒါနဲ့အသိမကြခင်မှာပဲငပင်တယောက်ဇပင်ကိုကင်ရင်နဲ့အိပ်ပြုံသွားခဲ့တော်တယ်။နောက်နေ့မနေ့ရောက်တော့ဒေါ်လီနဲ့လေအိမ်နောက်ကိုရောက်စိုက်ခင်းမိမှခွခွေလေးအိပ်ပြုံနေတဲ့ငပင်ကိုတွေးလိုက်ရတော့တာပါ။ဟမ်ငပင်မလား။ဘလို့ဖြစ်ပြီးတော့ဒီမှာလာရနေရလဲ အဲ့လိုပြောပြီးငပိတ်ကိုလှုပ်လှုပ်လိုက်တယ်။ငပိတ်၊တားရီထပါအောင်တားရီဒါနဲ့ငပိတ်လည်းဒေါ်လင်းတွေကိုတန်းချောင်းနိုးလာခဲ့တော့တယ်။အမေ၊ဟိုတားဆိုင်ကြီးကိုလာသွားတဲ့တရဝကောင်ရောက်ရင်ဟမ်ဘုရားတရဝကောင်လေတားရီအမေတို့မမြင်မိပါဘူး။မင်းညဟာတားဒီမှာပဲတညလုံးထိုက်ဆောင်နေခဲ့တာလား။ဟုတ်တယ်အမေရဲ့။သွားပါပြီမေရဲ့။တားအိပ်ပျော်သွားလို့ဟိုတရဝကောင်လွတ်သွားပြီထင်ပါတယ်။ ဒါလို့ဆိုလဲနောက်ရက်မှပြန်ဆောင်မော်တာရဲ့ထာထာထအိမ်မော်မှာပြန်သွားအိတ်ကြီးဒါနဲ့ငံပိန်လဲအိတ်ကြီးမှုသူနဲ့အိတ်ရှိဘက်ကိုထွက်သွားခဲ့တော်တယ်ဒေါ်လင်းနဲ့ပြောသမျှကိုနားထောင်နေရဲ့ပူတူကလူရင်းကိုမလျှောက်သေးတော့ဒေါ်လင်းနဲ့ကိုကြားပြတ်မိလိုက်တယ်ဒါနဲ့ဘလို့ဖြစ်သွားလဲကြီးဟိုဒီနေ့အရင်နိုးလာတော့ငပိန်တယောက်အိတ်ရှိကွက်ပြမှာငုံငငယ်နဲ့ထိုင်းနေတာ အဲ့ဒီကြံဆပြီးတော့စကားလုံးဝမပြောတော့တာပဲ။ဗျာငပင်းကဘလို့အရာတွေနဲ့ကြုံတွေ့သွားခဲ့တာများလေ။အဲ့ဒါကိုရှင်လေတိကျမသိဘူးကွ။တားတော့ငပင်းကိုကုညီပါအောင်ကွ။စစ်ကြပါရှင်ရဲ့။ဟိုတားတော့တငယ်ချင်းကိုမရရအောင်ကဲမှာပါ။ဒါဆိုအရှင်ငပင်းကိုထမင်းကျွေးရအောင်ပါဆိုတော့ပြန်လိုက်ပါအောင်မေ။ဟုတ်ကဲ့ပါရှင်။အနောက်မှာပဲတားလို့လာခဲ့ပါမယ်။အေးကွ။ဒါနဲ့ဒေါ်လင်းနယ်လေးပြန်သွားခဲ့ပြီးတော့ ပိုတူလေတော်ဘောနဲ့မိဝိုင်းကိုပုံဆက်လိုက်တော်ရီဒီလိုနဲ့ပိုတူတို့သုံးယောက်သာငပိန်တို့အိမ်နောက်မှာရှိတဲ့ခရမ်းကျင်ဒီဆိုင်ကင်းကိုရောက်လာခဲ့ကြတာပါပိုတူကသူ့ဝိတ်တရားနဲ့မှမလူးကိုထုံလိုက်ပြီးမြေပြင်မှာတေချာဆိုင်ကြည့်နေခဲ့တော်ရီငါတို့တငယ်ချင်းကိုခုလိုလှုပ်တဲ့သူကဘာကြီးပဲဖြစ်နေပါစီလုံးဝခွင့်မလွတ်နိုင်ဘူး ဒါနေတုံဘောကခင်းချင်းဒီအပင်ကိုကင်ကြည့်နေရင်နေမြို့ရငပင်ကခင်းချင်းဒီတွေစားပြီးတော့အတန်ဝင်နေရများလာရင်ဟေးပပောက်ရှာရှာတို့ဘောရေနင်ပြောလိုက်မှာပဲအထူးဆန်းနေကိုဖြစ်လို့မဖြစ်နိုင်ဘူးလို့မပြောနိုင်ဘူးလေမြို့ရရဲ့ခင်းချင်းဒီတွေကလေချောင်းရတယ်မဟုတ်လားဒီလိုကနေအရားလုံပြီးတော့အတန်မှာပိတ်သွားနေမှာဘောဟာဟမ်တမတော်တို့ဘောရေနေထေကြီးတွေကလေမဖြစ်နိုင်တာတွေကိုလှုပ်ပြောနေတာဒီလိုနဲ့ မြေပြင်ကိုမှန်မလူးနဲ့ကုန်းချနေတဲ့ဖူတူပါ။ဟာဟောင်နေဒီမှာ ချင်အားတွေ့ရပြီကွ။ဒါနဲ့တော်ဘောတို့လည်းဖူတူပြတဲ့နေရာကိုတေချာကြည့်လိုက်တော့ဟေးဟောက်သားပဲချင်အားလည်းအကြီးပဲပြီးတော့လူချီယာနဲ့စင်တူတူပဲနော်။ဟမ်ဟုတ်တယ်ကွ။ချင်အားဟိုဘက်ကိုဥတီပြီးတော့သွားလိုက်တာပဲ။ဒီလိုနဲ့သူတို့သုံးယောက်သားချီယာနောက်ကိုလိုက်သွားခဲ့ကြတယ် နောက်တော့အိမ်နောက်မှာရှိတဲ့အပင်ရောက်ကိုရောက်လာခဲ့တာပါ။ဟမ်။ချီအားဒီမှာဆုံးသွားတာပဲ။ဟုတ်လို့လားဘုသူရဲ့အပင်ရောက်မှာကြီးဆုံးနေဆိုတော့အပင်ရောက်မှာ တခုရှိနေရများလား။ဟမ်။ဒါနဲ့တော့ဘောကအပင်ရောက်မှာဟိုကြည့်ဒီကြည့်ကြည့်နေရောသူ့ချီတော့ကကျုံဝင်သွားခဲ့တော်တယ်။အောက်မလေးတေးပါပြီဗျ။ဟဲ့တော့ဘောနင်းဆိုဒီမှာလဲလေဖြစ်လာရင်ရာဟန်းနဲ့အကြောင်းအကြောင်းပဲ။ခဏလေးတော့ဘော ဒီပင်အောက်ခြေမှာတရားရောက်နေရနေတူတယ်။ဒါနဲ့ဘူတူကတရွယ်ကြောက်တီကိုဖယ်ကြည့်လိုက်ချိန်မှာအပေါက်တစ်ပေါက်ကိုတွေးလိုက်ရတာပါ။အမြောက်မှာအပေါက်ကြီးရှိနေတာပဲ။ဟိုဒီလိုဆိုခင်းချင်းဒီတကူကဒီကနေထွက်လာတာပေါ့နော်။ငါတော့အဲ့လိုထင်တာပဲ။ငါကြည့်ကြည့်မယ်။အဲ့လိုပြောပြီးအပေါက်ကိုငုံကြည့်လိုက်ချိန်မှာအောင်မလိဖျားကြီးဖို့တူမင်းဘာတွေးလိုက်တာလဲ။လာလာလာအရင်ဆုံးဒီကနေသွားကြမယ်။ဘာလို့လဲဖို့တူရဲ့ နေဘာတွေ့လိုက်လို့လဲငါနောက်မှပြောပြမယ်လာလာလာမင်းမြတ်သွားရအောင်ဒီလိုနဲ့မိဝိုင်းနဲ့တုတ်ခေါ်လေးနားမလည်နိုင်တဲ့မြေဝန်းနီနဲ့ဖိုးဒူးနောက်ကိုလိုက်လာခဲ့ကြ යි အိမ်နောက်တော့ဖိုးဒူးတို့သုံးယောက်သာမော်ဆီယာချက်ကြီးအိမ်ကိုရောက်လာခဲ့ကြ යි ဆရာချက်ကြီးဆရာချက်ဟေးကျုပ်ဒီမှာရေးကွာ အဲ့လိုပြောပြီးမော်ဆရာချက်ကြီးကအိမ်ရှိကိုထွက်လာခဲ့တာပါမင်းတို့ဘာဖြစ်လာကြလဲမျက်နှာလည်းမကောင်းပါလားဟိုဘယ်ကနေအစပြောရမနာမသိတော့ပါဘူးကိုချက်ကြီးရေအေးကွာစိတ်အေးထားပြီးတော့လူအီတူရှင်ကိုပြောပြဒီလိုမှပဲကိုချက်ကြီးရဲ့အရင်တော့ကပုံမြင်နေကြမှုမှာပါအဲ့ဒီတည်းရဲ့အခြေချင်းစုံတာနဲ့ဟိုစကားမပြောနိုင်ပေအသွားတတယ်ဆိုတာလीဟေးဒါဆိုအဲ့ဒီတည်းကကျုပ်တို့ရောင်ရောက်နေခဲ့တာလား ဟိုရောင်းအောင်နေမကောက်ဘူးကိုချက်ကြီးရဲ့ငပိန်တို့အိမ်နောက်ကအပင်းအောင်မှာလှိုင်ကောင်းတော့ပြီးနေနေရဗျ။ဟိဒီတရင်ကခြံဝန်းထဲအောင်နေရတယ်ဆိုတော့တော်ရုံမဟုတ်ဘူးပဲ။ဟုတ်တယ်ကိုချက်ကြီးရဲ့ဟိုအဲ့ဒါငပိန်လေအခုလုံးဝကိုစကားမပြောနိုင်တော့ဟမ်ဟာအဲ့ဒါမှဒုက္ခပဲ။တရဲကိုနှိမ်နှင်းတာလွယ်တယ်ဆိုပေမဲ့ကျို့တို့လူပုံမှန်အတိုင်းပြန်ပြစ်အောင်တော့လုပ်ဖို့ခက်တယ်ဟာ။ဗျာဒါဆိုငပိန်ဟာအမြင့်အသွားတော့မှလာရင်ဒါဆိုကြောက်မလို့တက်မှလည်း ဟိုစိတ်တော်မူပါနဲ့ကျုပ်အကောင်းဆုံးစီစဉ်ပြီးတော့ဖြည့်ရှင်းပါပါဒီလိုဆိုရင်ခဏလေးအိမ်ထဲမှာကျုပ်လွဲရိပ်သွားယူလိုက်အောင်မေဒါနဲ့မော်စရာချက်ကြီးလေးအိမ်ထဲကိုပြန်ဝင်သွားခဲ့တော်တယ်ဒီလိုနဲ့မော်စရာချက်ကြီးနဲ့ဖိုးထုတို့သုံးယောက်သာငပိန်တို့အိမ်နောက်ကအပင်ရောက်ကိုပြန်ရောက်လာခဲ့ကြတာပါကိုချက်ကြီးအဲ့ဒီအကြည့်ချင်းဆောင်လို့မရတဲ့တရေကိုဘလို့ဖြစ်ရှင်းပါလဲအင်းအရင်ဆုံး သူ့ကိုကန့်အောင်အရင်လုပ်ရမယ်။နှုံးမွင်ကျုပ်တို့မှာကန့်ကုန်နေမှာ။အဲလိုပြောပြီးမော့ဆရာချက်ကြီးကသူ့အိမ်ထဲကနေစေပလင်တစ်ခုကိုထုတ်လိုက်ပြီးအပင်အမင်းအောင်မှရှိတဲ့အပေါက်တွေကိုလောင်းချလိုက်တော့တယ်။ကဲခလေးလေးနောက်ဆုတ်ထားကြ။ဒလုံးနဲ့ကနာကြမှာအထဲကနေကက်ဆူဆူအောင်တန်ကြားလိုက်ရပြီးမျက်လုံးပည့်ရဲနဲ့တရေတယောက်ကထွက်လာခဲ့တာပါ။အမလေးတရေရကြောက်ဖို့ကောင်းလိုက်တာ။ဒါနဲ့တရေက ဟိုဆန်းနေဆန်းရှောက်ဆန်းနေရင်နေကျုပ်ကိုခုလိုဖ ያ ဘသူလုံးလိုက်တာလဲမင်းတို့ရှိနေရဲဆိုတာကျုပ်သိကျုပ်ပဲကျုပ်ကဘသူလဲကျုပ်မော်ဆရာကွာဘာသိကျင်နေလဲဟမ်မော်ဆရာလားမော်ဆရာကဘလို့ဖြစ်ပြီးတော့ဒီကိုရောက်လာရတာလဲဒါဆိုခမားကရောဘလို့ဖြစ်ပြီးတော့ဒီကိုရောက်လာရတာလဲဟိုအဲ့ဒါဒီဝင်းနေမှာရှိနေရဲစိုက်ခင်းကအရန်ချုပ်ပြီးတော့စကောက်နေလို့ပါတော်တန်သိတ် ခင်ဗျားသီးနှံနေစားတဲ့တရေမဟုတ်စားကြောက်တိထားတယ်။ကြောက်ကိုညာဖို့မကြိုးစားနဲ့။ခုချက်ချင်းခင်ဗျားစကားမပြောနဲ့အောင်နှုတ်လိုက်တဲ့ကလေးကိုပြန်ကောင်းလှုပ်ပေးစမ်း။ကျုပ်ကအမိတ်လာပေးနေရဟမ်တတော်ကိုရီရတယ်နော်မလုပ်ပေးဘူးဆိုရင်ဘာဖြစ်ချင်လဲဟုတ်ပြီလေဒီလိုဆိုရင်ခင်များတက်တက်လုံးမျက်ကန်းတရေဖြစ်နေနေသွားဖို့ဟမ်အဲ့လိုတော့မရအောင်လीငါမျက်လုံးမမြင်တော့ရင်ဘယ်လိုရှာစားရမလဲအေး ခမားမျက်လုံးပြန်မြင်ချင်းအရင်ဆုံးစကားမပြောနိုင်အောင်လှုပ်ထားတဲ့ကလေးကိုပြန်ကောင်းအောင်လှုပ်ပြီးအဲ့လိုဆိုခမားလည်းမျက်လုံးပြန်မြင်စီရဟုတ်ပြီလေမော်ဆရာဆိုတဲ့ကောင်မင်းကတိရောတီးပါစီစိတ်ချာစမ်းပါကဲဖို့တူငပိတ်အောင်သွားခွန်လာခဲ့ဟုတ်ကဲ့ကိုချက်ကြီးဒလုံနဲ့ဖို့တူလည်းအဲ့ဒီနေရာကနေထွက်သွားပြီးခဏကြာမှငပိတ်ကိုခေါ်ပြီးတော့ပြန်ရောက်လာခဲ့တော်တယ် ဒါနဲ့မော်စရာချက်ကြီးလေးကဲတရေကြီးခမားကုလို့ရဘယ်နားမှာဒီလိုနဲ့မော်စရာချက်ကြီးလေးတရေကိုခေါ်ပြီးရေရင်းအောင်ရှိရာကိုရောက်လာခဲ့တာပါဒါကပဲနေရတယ်ဒီနေရာကရေရင်းဟောက်ပြည့်ရှိရာနေရပဲခမားဟိုဘက်ကိုမျက်နှာမူထားလိုက်အိမ်နောက်တော့တရေကိုရေရင်းဘက်ကိုလှည့်ခိုင်းလိုက်ထားလိုက်တယ်လုံနဲ့မော်စရာချက်ကြီးလေးတရေကိုကင်ပြီးဂါလာရီဆိုက်ရော့တော်တာပါတိတ်မကြခင်အချိန်မှပဲတရေက မျက်လုံးပြောင်းမြင်နိုင်သွားခဲ့တယ်။ဟာကျွမျက်လုံးนี่ပြောင်းမြင်နိုင်ပြီ။အေးဟုတ်တယ်။မင်းကအနေအများတွေတည်ရဲဆိုတော့ဒီရေရင်းဟောင်းကနေဖြစ်ပြီးတည်ရဲတွေနေရွှောင်းအောင်သွားပါ။အဲ့လိုပြောပြီးမော်စီယာချက်ကြီးကတည်ရဲကိုရေရင်းဟောင်းပြတ်တဲ့ကိုတုံးချလိုက်တော့တယ်။ဟာခမားခတိမတည်ဘူး။ဒါနဲ့တည်ရဲကြီးကအတန်နဲ့ကြီးနဲ့អော်ပြီးရေရင်းဟောင်းလေးကို ပြုတ်ကြသွားခဲ့တော့တယ်။ကဲ okay. ခုတော့တရားလုံးအတွက်လုံခြုံသွားပြီအဲ့လိုပြောပြီးအဲ့နေရာကနှက်ထွက်လာခဲ့တော်တယ်အိမ်နောက်တော့မော်ဆရာချက်ကြီးလေးငပိန်တို့အိမ်ကိုပြန်ရောက်လာခဲ့တာပါဖိုးတူတို့အဖွဲသားတွေမော်ဆရာချက်ကြီးကိုမြင်တော့ဆရာချက်ကြီးအဆင်ပြေလားဒါဘောကွာပြေကွာချက်ကြီးပါတော်သေးတာဗောကိုချက်ကြီးရှိနေလို့နမွေကျွန်တော်တော့စကားမပြောနိုင်တော့ပဲ လူဟာကြီးဖြစ်နေနေသွားရတော့မှာဗျကျုပ်တပည့်တွေကိုခုတိုင်ဖြစ်ကန်လို့ဘယ်ဖြစ်မလဲကွဒါမှတို့ကိုချက်ကြီးကွရိတ်ရိတ်ရိတ်ဒီတော့ဘောလေးလေပျော်စရာမရှိကြံဖန်ပျော်တော့တာပဲတို့ဖွဲ့ပါခုလိုပေါ်တော်တော်လေးတယောက်ရှိတာလေကောင်းပါလေမပြရတော့ဘောဟာဟာဒီကောင်ဖိုးထုတော့မင်းပြောလိုက်မှာပိုဆိုးနေပြီကွဒီလိုနဲ့အကောင်လုံးကရေပွဲကြနေရင်ဇလန်းလေးလေးပြီးဆုံးသွားခဲ့တော့တယ်